လည်းပြောလို့ရပါတယ်တချို့ကျတော့ကျွန်တော်ဟိုအနုပညာလောက်တာအရင်မကြသေးဘူးပေါ့နော်ဒါပေမဲ့ဒီကောင်ကကျတော့တချို့ကျတော့ဒါကိုကြည်ရင်းနဲ့ကျွန်တော်အပြင်မှာတော့ FOE ရဆိုပြီးတည်သွားတယ်ရှိကြပါတယ်ကောင်းပါရဲ့ဒီဟာကိုဟိုပြိုင်ပွဲဝင်ပြိုင်ပွဲဝင်တဲ့ဟာကိုလည်းလူတွေတွေ့ပြီးတော့အသိမဲ့ပြူတာကိုလည်းအကျဉ်းနဲ့ပါတယ်အခုအဲ့နောင်ကျုံဝိုင်းရတော့ဒါ Predator ရှေ့ကိုပူပူနွေ့နွေ့လေးရောက်လာမယ်ကားပေါ့နော်အဲ့ထက်မှလည်းဒါကျွန်တော်ခေါင်းဆောင်မင်းသားအနေနဲ့လှူထားတော့အများကြီးစူးစမ်းထားတာတွေ့ရမယ်ပေါ့နော်အဲ့နောက်ပြီးရင်လည်းအခုတခြားရိုက်ဖို့ကားလေးတည်နေတော့ရှိရယ် confirm တော့မဟုတ်သေးဘူးဒါပေမဲ့ အဲတခါတခါတော့ဒီနှစ်အတွင်းမှာရိုက်ပြီးဖြစ်နိုင်ပေါ့နော်တင်ဖို့ကြိုးစားမှလည်းရှိပါတယ်အဲ့လိုလိုလည်းမဟုတ်ဘူးပေါ့နော်ကျွန်တော်ကချင်းပြောင်းရင်တရုတ်ဆောင်အနေနဲ့ဒရာမာပို့လုပ်ချင်တယ် feeling ပို့လာချင်တယ်ပေါ့နော်ဒါပေမဲ့ဒီအထုတ်လုပ်တဲ့အပိုင်းကြတော့ဒါအဲ့လို action ဟာမျိုးလေးရောနည်းနည်းပို့ကြိုက်တယ်ပေါ့နော်ဒီဗမာပြည်သက်မှာအဲ့လိုဗမာကားကြီးတွေမှာ action ထက်ဆိုင် drama တွေ comedy horror ရဲ့ပို့များတော့ဒါမျိုးလေးကိုလည်းနည်းနည်းပို့ပြီးလူတွေဈာထဲမှာစိတ်ဝင်စားလောက်အောင်ရိုက်ပြချင်ရိုက်ပြချင်တာပေါ့ အခုကတော့ကျွန်တော်ရဲလိုက်နာမည်နဲ့တွားနေတော့တချို့လူတွေမှတ်မိချင်မှမှတ်မိမယ်ပေါ့နော်အာမနှစ် season 1နဲ့မှာကျွန်တော် Willy နာမည်နဲ့ပါပါတယ် contestant တယောက်အနေနဲ့ပေါ့နော်ပါတဲ့အပြင် winner လေးယောက်တည်းတယောက်လည်းဖြစ်ခဲ့ပါတယ်ဘယ်လို win join ဖြစ်ခဲ့လဲဆိုတော့အဲတုန်းကတော့ဒါဟိုလာခေါ်ရဲဒါ balance fitness ကအကိုကြီးကလည်းကျွန်တော်နဲ့ငွေတွေကရင်းနှီးပြီးသားဆိုတော့ပြီးွားရင်ဒါဒီလိုဒီလိုပြောင်းရမယ်တဲ့စိတ်ဝင်စားလာတဲ့ကျွန်တော်ငွေလေးကလည်းအားကစားတွေပြိုင်ပွဲတွေအရင်ပါဝင်ပြောင်းရတာဝါနာပါတယ် ပရိသတ်တွေတော့တိကျမှတိမှာပေါ့နော်ဆိုတော့အဲ့လိုလာခဲ့ကကျွန်တော်ကဘသူေးပါမလဲတော့မမေးလိုက်ဘူးရတယ်လို့ကျွန်တော်ပါမယ်โอเคပဲအာ season 1မှာတော့ပါတော့ကတော့အာပတ်ဝင်ပါခဲ့ကကျွန်တော်နဲ့တချို့ရင်းနှီးမိသားလူတွေရှိနေတော့ဟိုပျော်စရာကြီးရှင်ပြောရင်ဟို challenge 1မစခင်တုန်းကအဲ့လိုကဟိုတကယ်ဘောတာလူမျိုးပဲစကားကြီးရှောက်ပြောနေတာဒါပေမဲ့ competition ဆိုတဲ့အတိုင်းဒါပထမဆုံးစတာနဲ့လူရနဲ့အဲကြောင်းသွားရေပေါ့ကိုလာ show show ရရေပေါ့နော်ဆိုတော့ဟိုကောင်းပါရဲ့ဟို ဟိုလူတိုင်းရဲ့အားနေကြအသားချက်တွေလည်းမြင်လာတယ်ပြီးွားရင်ဒီ sportsmanship ပေါ့နော်ဘသူကအားကစားစိတ်တက်ရှိလဲဆိုတာလေးတွေလည်းတချို့ဟာတွေမှာပေါ်လာတယ်ဘယ်ချိန်မှာပေါ်လာလဲဆိုတော့ဒီဟို team နဲ့ကစားရတဲ့အချိန်တွေမှာပေါ်လာတယ်ဘသူက team player လဲဘသူကဘသူ့ကိုလည်းညှိုးရန်ထိုးတက်လဲသိမလားဟိုအဲ့လိုမျိုးလေးပေါ်လာပါပေါ့နော်အမတ်တရားလည်းအများကြီးပါအာအများကြီးဆိုတာဟိုအခက်ခဲလည်းအများကြီးတဲမှာစူးစမ်းခဲ့ရတယ်ကြရရလက်ကိုလည်းဒါဝင်တဲ့ယောက်ဖြစ်တယ်ဆိုတော့ဒါဂျင်းနဲ့လည်းပြောလို့ရပါတယ်ဟုတ်အဲအဲ့လိုလည်းပြောလို့ရပါတယ်တချို့ကျတော့ကျွန်တော်ဟိုအနုပညာလောက်တာအရင်မကြသေးဘူးပေါ့နော်ဒါပေမဲ့ဒီကောင်ကကျတော့ တချို့ကြတော့ဒါကိုကြည်ရင်းနဲ့ကျွန်တော်အပြင်မှာတော့ FOE ရဆိုပြီးတည်သွားရရှိကြပါတယ်။ကောင်းပါရဲ့ဒီဟာကိုဟိုပြန်မဝင်ပြန်မဝင်တဲ့ဟာကိုလည်းလူတွေတွေ့ပြီးတော့အတိမတ်ပြူတာကိုလည်းအကျဉ်းတတ်ပါတယ်။အဲ့လိုမျိုးတော့အရှိရှိကောင်းရှိလိမ့်မယ်ကျွန်တော်ဟို king လွန်ခဲ့တဲ့လပေါ့နော် king အ fresh show မှာဘယ်လိုခေါမလဲဟိုတချို့လာရလူဆိုတော့ FOE တွေကအပေးရပါ냐ဆိုတော့ကျွန်တော်ထင်တာ FOE မှာစားသိရလူတွေဖြစ်မှာပေါ့ဟုတ်လောလောဆယ်ကတော့ကျွန်တော်ဒီလပိုင်းကတော့အဲတည့်တိုင်းမဲ့ဟိုဒီ လီဘေးတဲ့နဲ့ဟာကြီးဟိုလူလူရာကန်းတာရေလုံနေတော့ဘာမှတော့အရင်မလုပ်ဖြစ်ဘူးဒါပေမဲ့ဒီလာမဲ့ဇူလိုင်ပေါ့နော်ဇူလိုင်လကုန်ဩဂတ်လဖြစ်သွားနိုင်တယ်ကျွန်တော်ကျွန်တော် production ပေါ့နော်ဒါထုတ်ရိုက်ထားတဲ့ဒီလောင်ကျွမ်းဝိုင်းရုပ်ရှင်ကားလေးရှိရတယ်အဲကောင်ကလက်ဝိတ်ကားပဲအားကစားနဲ့ပတ်သက်တယ်ကျွန်တော်လုပ်တဲ့ဟာတော်တော်များများအားကစားနဲ့တော့ပတ်သက်တာများအဲကောင်လေးယုံတင်ပါမယ်အဲပါဝင်တဲ့တရုတ်ဆောင်တွေကတော့ကျွန်တော်ပါဝင်တေစာလေးအောင်ပါတယ် အဲမတ်မေလေးမြင်မြင်ပါတယ်ပြီးဒီ FOE ရပဲရှင်လည်းပါပြီးပါတယ်ပြီး FOE season 2ကကိုရဲမင်းလည်းပါပါတယ် FOE လူများပါတယ်ဆိုတော့ FOE ပြိသက်တွေတော့ကြိုက်မှသိချာတယ်ပြီးဥစောဦးတို့လက်ဝိတ်ဆရာဆရာလုံးချော်လို့လည်းပါတယ်ပေါ့နော်တေချာလေးလည်းရိုက်ထားရကားဖြစ်တဲ့အတွက်ဟိုလာရောက်အာဘီကိုဖိတ်ခေါ်ပါတယ်အခုအဲ့နောင်ကျုံဝိုင်းရတော့ဒါပြိသက်ရှိကိုပူပူနွေ့နွေ့လေးရောက်လာမဲ့ကားပေါ့နော်အဲ့ထက်မှလည်းဒါကျွန်တော်ခေါင်းဆောင်မင်းသားအနေနဲ့လှုပ်ထားတော့အများကြီးစူးစမ်းထားတာတွေ့ရမယ်ပေါ့နော်အဲ့နောက်ပြီးရင်လည်းအခုတခြားရိုက်ဖို့ကားလေးတဲနေရောရှိရ confirm တော့မဟုတ်သေးဘူးဒါပေမဲ့ ဲတက္ကနကလာတော့ဒီနှစ်အတွင်းမှာရိုက်ပြီးဖြစ်နိုင်ပေါ့နော်တင်ဖို့စူးစမ်းမှလည်းရှိပါတယ်ကျွန်တော်ကတော့အဲအခုကရိုက်တဲ့ခထဲမှာပေါ့နော်ဟုတ်တယ်အဲကျဲတယ်ကျဲရဲဆိုရလဲကျွန်တော်လေးကားရိုက်ထားရယ်နှစ်ကားကဒါကိုပိုင်းထုတ်လို့ရင်းနဲ့ရိုက်တာဖြစ်တဲ့အတွက်ဒီတရုတ်ဆောင်ပြီးတခြားလောက်ရမဲ့လုပ်ငန်းတွေအများကြီးရှိရယ်ပေါ့နော်ကားတကားဖြစ်လာလို့ဆိုအဲ့ဒီအချိန်မှာအချိန်ပေးနေရဖြစ်တဲ့အတွက်ဟိုမလုပ်ဖြစ်တာပေါ့နော်အပြင်ထုတ်လို့ရင်းနဲ့ဆိုလဲဒါကျွန်တော်နဲ့ရင်းနေပြီး အအရင်ဆုံးလာကန်လမ်းပြီးတရားရှင်မြောင်းဒီရုပ်ရှင်လောကတွေတွင်ပြီးရတာအောက်ခမဲပေါ့နော်ဦးစီးသူအောက်ခမဲရုပ်ရှင်ထုတ်လို့ရဦးစီးသူနဲ့ LED တာသူလုံးနဲ့လဲတာဟိုကိုယ့်ရဲ့ဒါမွေးစားမိခင်အဖေလိုပဲဖြစ်နေတော့ရိုက်ဖြစ်တာပါဟုတ်နောက်ပိုင်းကျရင်တော့ဒါဟိုမတူရဲ့ character လေးခြားပြဖို့ရှိပါတယ်ဒီအခုနောက်တင်မဲ့ဟာဆိုရင်ကျွန်တော်ဟိုတကယ်မမြင်ဘူးရဲ့ဟာပေါ့နည်းနည်းတီတီငင်ငင်အဲ့လိုဟိုရှင်မြောင်းတော့တန်တန်မြတ်မြတ် character ပုံစံမျိုးလေးတော့ကိုဖြစ်မယ်ပေါ့နော်အခုရိုက်ထားတဲ့ကားကြီးကတော့ ကင်းထဲမှာဆိုလဲဟိုထောင်ထွက်ပေါ့နော်အခုဒီနောက်ကျုံဝိုင်းမှာဆိုလဲမြင်ရမှာပါအဲ့လိုဟိုညစ်ပတ်ပေးတူးနေရဆိုတော့နောက်တစ်ခုမှာတော့နည်းနည်းတန်းတန်းမြန်မြန်ဖြစ်မယ်လို့ကျွန်တော်ထင်ပါတယ်အဲ့လိုတော့လည်းမဟုတ်ဘူးပေါ့နော်ကျွန်တော်ကချင်းပြရင်တရုတ်ဆောင်အနေနဲ့ဒရာမာပို့လို့ချင်တယ် feeling ပို့လာချင်တယ်ပေါ့နော်ဒါပေမဲ့ဒီအထုတ်လုတ်တဲ့အပိုင်းကြတော့ဒါအဲ့လို action ဟာမျိုးလေးရောနည်းနည်းပို့ကြိုက်တယ်ပေါ့နော်ဒီဗမာပြည်သက်မှာအဲ့လိုဗမာကားကြီးတွေမှာ action ထက်ဆိုင်ဒရမာတွေကောမဒီဟော်ရရပုံများတော့ဒါမျိုးလေးကိုလည်းနည်းနည်းပုံပြီးလူတွေဈာထဲမှာစိတ်ဝင်စားလာအောင်ရိုက်ပြခြင်းရိုက်ပြခြင်းအဲ့လိုမျိုးတော့မစင်စားဘူးပေါ့နော်ဖြစ်လာရင်လည်းကောင်းတာပေါ့ဒါပေမဲ့တခါကြရင်လည်း action မင်းသားဖြစ်သွားရင် action ကားတွေပဲရိုက်နေရအဲ့လိုမျိုးလည်းမဖြစ်ခြင်းပေါ့နော်ကျွန်တော်တခြားအကုန်ရိုက်ခြင်းဒရမာလေးလည်းလုပ်ခြင်းပါဟုတ်အခုဒါ6လပိုင်းမှာပေါ့နော်ကျွန်တော် ရုပ်ရှင်ကားလေးနောင်ကျိုးဝိုင်းလေးထွက်လာဖို့ရှိပါတယ်အဲ့ဒါကတော့လက်ဝိတ်ကားလေးပါဆိုတော့လက်ဝိတ်ပရိသတ်တွေရောအခုလိုမျိုးအားကစားပေါ့နော် FOE ကြီးပဲ RP ရဲ့ပရိသတ်တွေအလုံးဝကြိုက်မှသိချပါတယ်ယုံတင်တဲ့အချိန်ကျရင်လည်းအားပေးကြပါလို့ဖိတ်ခေါ်ချင်ပါတယ်